နုပညာယဉ်ကျေးမှုကိုရန်ကုန်မြို့သူမြို့သားတွေချစ်မြတ်နိုးတက်ဖို့ရည်ရွယ်ပြီးကျင်းပတဲ့ဒို့ရန်ကုန်ဒို့အိမ်ရာအနုပညာယဉ်ကျေးမှုပွဲတော်ဖွင့်ပွဲကိုမနေ့ကမဟာဗန္ဓုလပန်းချံကမြက်ခင်းပြင်မှာကျင်းပခဲ့ပါတယ်။ရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမြို့သူမြို့သားတွေကိုယ်တိုင်ဖန်တီးခွင့်ရရှိအောင်ဆောင်ရွက်နေပြီဆိုတဲ့အကြောင်းကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကဖွင့်ပွဲမှာအခုလိုပြောကြားခဲ့ပါတယ်။ကိုမျိုးကိုရွာကိုအိမ်ကိုကျွန်တော်တို့ခေတွယ်ကြပါတယ်။ဒါပေမဲ့ဒီမြို့ဒီအိမ်ဒီရွာကိုကျွန်တော်တို့ဖန်တီးခွင့် မရခဲ့ပါဘူးအခုတော့ကျွန်တော်တို့ဖန်တီးခွင့်ရပြီဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်ကိုကျွန်တော်တို့ဖန်တီးခွင့်ရပြီရန်ကုန်ဟာကျွန်တော်တို့ရဲ့လက်ထက်မှာရောက်နေပြီရန်ကုန်မြို့ကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျွန်တော်တို့ဝိုင်းပြီးဆောင်ရွက်ကြမယ်ကျွန်တော်တို့ရဲ့မိဖက်နိုင်ငံတွေကလည်းကျွန်တော်တို့ကိုဝိုင်းဝန်းပူကြီးဆောင်ရွက်ပေးနေကြတာရှိပါတယ်ဒါကြောင့်မို့ဒီနေ့ပွဲဟာကျွန်တော်တို့ရန်ကုန်မြို့သူမြို့သားများအတွက်ရန်ကုန်မြို့ကိုရန်ကုန်မြို့သူမြို့သားတွေရဲ့လက်ထက်ကိုပြန်ထည့်လိုက်တဲ့ ဒုတိယမြောက်ပွဲပဲဖြစ်ပါတယ်။တို့ရင်ကုန်တို့အိမ်ရအမှုပညာရည်ကြီးမှုပွဲတော်ကိုပြည်တိရှတန်ယုံကဦးစီးပြုလုပ်တာဖြစ်ပြီး ဒီပွဲကိုဖေဖော်ဝါရီလ25ရက်ကနေမတ်လ12ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီအမှုပညာပွဲမှာအများပြည်သူတွေစိတ်ဝင်စားနိုင်မယ်။ရန်ကုန်မြို့ရဲ့အထင်ကြီးကနေရာတွေအချင်းမှတ်တွေကိုတရုပ်ဖော်ထားတဲ့ပကြီးပြပွဲတွေဂီတနဲ့ပြည်သူတွေထိထူးခြင်းရှိမယ့်နေရာတွေနဲ့အမှုပညာဖန်တီးမှုအမျိုးမျိုးကိုတရုပ်ဖော်ပြသထားတာဖြစ်ပါတယ်။အခုလိုပွဲမှာပကြီးဝါသနာရှင်တယောက်အနေနဲ့ရောပြည်သူတယောက်အနေနဲ့ပါပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာဂုဏ်ယူမိတယ်လို့ပကြီးပြပွဲမှာပထမဆုံးရခဲ့ ဲ့တဲ့မအေးမြတ်တန်နာအောင်ကအခုလိုပြောပါတယ်ဝမ်းလာပါတယ်ကောင်းလေးကောင်းကောင်းကြီးရပါဒီလိုမျိုးပွဲလေးလုပ်ပေးရတဲ့အတွက်ရန်ကုန်မြို့ရဲ့အခြေအနေလေးရောဒီလိုတာယာချင်းမျိုးပွဲကောင်းတဲ့ဟာလေးရောသိရှိရတဲ့ဒီပွဲတော်မှာဓပုံပြပွဲတွေ၊ကြပြရွဆိုပွဲတွေလည်းပါဝင်တာတွေ့ရပြီးအ धिक ထူးခြားချက်ကတော့ပြည်သူတွေကိုယ်တိုင်ပါဝင်လို့ရမယ့်အခြေအနေတွေကိုဖန်တီးပေးထားတာတွေ့ရပါတယ်။